သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဂျွန်လ၁ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့စစ်အာဏာရှင်များကျင့်သုံးခဲ့တဲ့အချင်းချင်းကြားသွေးခွဲခြင်းဆိုတဲ့နောက်ဆုံးစည်းကိုကြော်ဖြတ်နိုင်လင်အနိုင်ရပြီလို့ PDF စစ်စင်ရေးမှုရဲဘော်တင်ဦးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် အကြံဖတ်စစ်အာဏာရှင်အဆက်ဆက်ကျင့်သုံးအောင်မြင်ခဲ့တဲ့တော်လိုင်းရေးဘတော်သားအချင်းချင်းသွေးကွဲစေမဲ့နောက်ဆုံးစည်းကိုကြော်ဖြတ်နိုင်ပါကစစ်အာဏာရှင်ကိုအနိုင်ရပြီလို့ပြည်သူကာကွယ်ရေးတပ်မတော် PDF အမတ်နဲ့စစ်စင်ရေးနယ်မြေစစ်စင်ရေးမှူးရဲဘော်တင်ဦးကပြောဆိုလိုက်ပါတယ်။အဆိုပါပြောကြားချက်ဟာမေလ31ရက်နေ့မှာကျင်းပခဲ့တဲ့ဒုပြန်လာပြီးအေယာဝရီရဲ့ပင်လယ်အရောက်ရိုးမပေါက်စကဲဝိုင်းမှာရဲဘော်တင်ဦးကပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီစီ3စီကဘာလဲဆိုတော့ပထမကသွေးအေးစေမဲ့စီ အာနာရှင်ကကျွန်တော်တို့တွေးအေးတော့အောင်အမျိုးမျိုးအချိန်ဆွဲခဲ့တယ်။အမျိုးမျိုးကောလာဟာလာတွေလုပ်ခဲ့တယ်။အမျိုးမျိုးမျောလင့်ချက်အမှားတွေပေးခဲ့တယ်။ဒါပေမဲ့ပြည်သူတွေကတွေးမအေးဘူး။တွေးအေးစေမဲ့စီးကိုကျွန်တော်တို့ကြော်ခဲ့ပြီးနောက်တစ်ခုကစီးတစီထက်တာတယ်။အဲ့ဒီဒုတိယစီးကတွေးကြောင်စေတဲ့စီးပြည်သူတွေကြောက်သွားအောင်တော်လန်ရေးသမားတွေကြောက်သွားအောင်ရက်ရက်ဆက်ဆက်လုပ်ပြတယ်လို့ရဲဘော်တင်ဦးကပြောဆိုခဲ့ပါတယ်။အကြံဖတ်စစ်ကောင်စီတက်က ရက်ဆက်ပြပြီးတွေးကြောင်သွားစေအောင်လှုပ်ဆောင်တဲ့စီးများကိုလည်းကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်းရဲဘော်တင်ဦးကဆက်လက်ပြောဆိုပါတယ်။သူတို့ကိုကြောက်သွားအောင်ဒါပေမဲ့လည်းကျွန်တော်တို့ပြည်သူတွေနဲ့တော်လှန်ရေးသမားတွေအားလုံးကရောအဲ့ဒီသွေးမကြောင်ဘဲနဲ့အဲ့ဒီဟာတွေကနာကျင်မှုတွေခွန်အားတွေဖြစ်ပြီးတော့ရှေ့ကိုဆက်တိုးခဲ့တယ်။ဒီစီးကိုလည်းကျွန်တော်တို့ကြော်နိုင်ခဲ့ပြီလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ နောက်ဆုံးစီဟာတော်လန်ရေးဘတ်တော်သားများအချင်းချင်းသွေးကွဲအောင်ဆောင်ရွက်စေမဲ့စီဖြစ်ပြီးအဲ့ဒီစီကိုစစ်အာဏာရှင်အဆက်ဆက်ကျင့်သုံးအောင်မြင်ခဲ့တာကိုလည်းတွေ့ရှိရကြောင်းစကဝိုင်းမှာပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့တော်လန်ရေးတမိုင်းကြောင်းပဲပြန်ကြည့်ကြည့်အဖွဲ့အစည်းတမိုင်းကြောင်းတွေကိုပဲပြန်ကြည့်ကြည့်ပန်းတိုင်ရောက်ခန့်နေမှာကိုအချင်းချင်းကွဲလို့အာဏာရှင်ကိုအရှုံးပေးလိုက်ရတဲ့တာရကတွေအများကြီးရှိတယ်။ဒါကြောင့်မို့အခုကျွန်တော်တို့ကနောက်ဆုံးစီကိုရောက်ပြီးသွေးကွဲစေမဲ့စီကျွန်တော်တို့အချင်းချင်းကြားအထက်နဲ့အောက်ကြားအဖွဲ့အစည်းအချင်းချင်းကြား ဘယ်နေရာလေးဟသွားမလဲဘယ်နေရာလေးအကြောင်းထင်သွားမလဲတွေးခွဲတယ်တွေးကွဲအောင်လုပ်တယ်ကျွန်တော်တို့တွေးမကွဲရင်ဒီပွဲနိုင်ပြီလို့ရဲဘော်တင်ဦးကဆိုပါတယ်အကြံဖတ်စစ်ကောင်စီကနိုင်ငံတော်မှာစစ်ရှုံးနေတဲ့အတွက်ကြောင့်တော်လန်ရေးရဲဘော်များနဲ့တော်လန်ရေးအဖွဲ့အစည်းများအချင်းချင်းကြားညီညွတ်ကြရန်လိုအပ်ပြီးတွေးမကွဲကြရင်တော်လန်ရေးအောင်နိုင်ပြီလို့ရဲဘော်တင်ဦးကဆက်လက်ပြောဆိုခဲ့ပါတယ် နောက်တစ်သိရှိရတဲ့သတင်းကတော့တန်ရမ်းမြို့ဒုမြို့နယ်အုပ်ချုပ်ရေးမှုဇင်မင်းဦးက City Night KTV 5ကိုလယ်မြေပေါ်မှာဆောက်လုပ်ခွင့်ပေးထားပြီးငွေကျပ်သိန်းချီလက်စားထားနေထိုင်ရေးများကလည်းမဆက်ဖွင့်ပြီးစီးပွားရှာနေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တန်ရမ်းမြို့ဒုမြို့နယ်အုပ်ချုပ်ရေးမှုဇင်မင်းဦးက City Night KTV 5ကိုလယ်မြေပေါ်မှာဆောက်လုပ်ခွင့်ပေးထားပြီးငွေကျပ်သိန်းချီလက်စားထားကနေထိုင်ရေးများကလည်းမဆက်ဖွင့်ပြီးစီးပွားရှာနေကြောင်းဒေတာရင်းသတင်းရင်းမြစ်များကပြောဆိုကြပါတယ်။ တန်ရန်မြို့နယ်အထွေထွေအုတ်ချုပ်ရေးမှုရုံမှာဒူးမြို့နယ်အုတ်ချုပ်ရေးမှုဇင်မင်းဦးဟာမြို့နယ်ခရိုင်ထွေအုတ်မှရုံအုတ်ကြီးအောင်မင်းထွန်းဆိုသူနဲ့ပူးပေါင်းပြီးလယ်မြေများကိုအကွက်ရိုက်၍ရောင်းစားခြင်းအပါအဝင် City Night KTV 5ကိုလည်းလယ်မြေပေါ်မှာတိစောက်ခွင့်ပေးပြီးငွေကျပ်သိမ်းရာနဲ့ချီလက်စားခဲ့ကြောင်းသိရှိရပါတယ်။ရင်း KTV ဟာတန်ရန်မြို့ရက်ကွက်ကိုးမှတိရှိပြီးမေလ22ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အဲ့ဒီ KTV ဖွင့်လှစ်နိုင်ရင်အတွက်ဒုမြို့နယ်အုပ်ချုပ်ရေးမှုဇင်မင်းဦးကလက်ငွေရယူကလိုင်စင်ပြုတ်လို့ဆရာမလို့ပဲခွင့်ပြုပေးခဲ့က KTV မှာရောင်းချမဲ့အရက်ဘီယာလိုင်စင်ကိုလည်းခရိုင်ထွေအုပ်မှရုံးအုပ်ကြီးအောင်မင်းထွန်းကငွေကျပ်သိန်း300နဲ့ခွင့်ပြုပေးခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်ရုံးအုပ်ကြီးအောင်မင်းထွန်းကရခင်ကလာရှိုးမှာငွေအတောင်အယံကျန်းတဲ့အတွက် တန်ရန်ကိုပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်းအဲ့ဒီလိုပို့ဆောင်ရွှေပြောင်းခံရပေမဲ့လဲအောင်မင်းထွန်းကထွေအုပ်ခရိုင်မှုရဲ့ PSO လို့ဆိုပြီးလက်ငွေအလွန်အကျွတောင်းရနေသူဖြစ်က၎င်းရဲ့ဆရာဖြစ်သူခရိုင်မှုအပြောင်းအရွှေ့ထဲမှာပါသွားတဲ့အတွက်ကြောင့်ဇင်မင်းဦးနဲ့ထက်မှန်ပူပေါင်းကအလွန်အကျွငွေကြေးတောင်းရမှုများထက်မှန်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ တန်ရန်မြို့မှာရှိတဲ့ဘားဆိုင်များဟာလည်းအတန်ကျေလောင်တဲ့အတွက်ပြည်သူများကထွေအုပ်ယုံကိုတိုင်ကြခဲ့ပေမဲ့လည်းဘားပိုင်ရှင်ကလစဉ်ထွေအုပ်ယုံကိုငွေကျပ်9သိန်းနေမြေကန်ရဲများကိုငွေကျပ်6သိန်းနဲ့စစ်တပ်ကိုလစဉ်ငွေကျပ်13သိန်းပေးဆောင်ထား၍အေးအေးယူခြင်းမရှိကြောင်းသိရှိရပါတယ်။အလားတူတန်ရန်မြို့မှာရှိတဲ့နေရင်းရဲများကလည်းရက်ကွက်ငားမှာရှိတဲ့တန်ရန်ဘားအနောက်ဘက်မှာမဆက်ဖွင့်ပြီးမူရစ်စေဝါများရောင်းချကစီးပွားရှာနေပြီး ညစဉ်မူးယစ်တောင်းကျပ်နေပေမဲ့လည်းနေရင်းရဲများဖွင့်လှစ်ထားတဲ့အတွက်ကြောင့်ရက်ကွက်ငါအုတ်ချုပ်ရေးမှုခွန်ထုံးကတွားရောက်ပြောဆိုခြင်းမရှိကြောင်းသိရှိရပါတယ်။နေရင်းရဲတွေကမာဆက်ဖွင့်မူးယစ်စေဝါရောင်းပြီးပတ်စံရှာနေပေမဲ့စရဖကပတ်စံတောင်းတာတို့ဖမ်းတာတို့မလုအောင်လို့အဖွဲ့အစည်းပိုင်နေဆိုပြီးတရင်လွင့်ထားတာတကယ်ကနေရင်းနဲ့ရဲတွေပေါင်းဖွင့်ပြီးလှုပ်ရှားနေတာညတိုင်း မူရည်စေဝါတုံးပြီးအော်ဟစ်တောင်းကျမ်းနေတာနေတိန်ရဲတွေကဖွင့်ထားတော့ရက်ကွက်ငါအုတ်ချုပ်ရင်းမှုဥခွန်ထွန်းကလည်းဘာမှမပြောရဘူးအဲ့ဒီမှာဆက်ဆိုရင်ဘသူမှမဖမ်းရဘူးလို့ဒေတာရင်းတရင်အရင်မြက်ကပြောဆိုပါတယ်တန်ရက်မျိုးစီပင်ဝင်တန်းကလည်းအထက်မြင့်နေအိမ်များကိုပြည်နယ်အဆင့်ကိုတင်ပြခြင်းမရှိဘဲတိန်ယာချီလက်စားကစောက်လုခွင့်ပေးနေကြောင်းဒါအပြင်လယ်မြေများကိုလည်းနေအိမ်စောက်လုခွင့်တိန်ယာချီတောင်းခံကခွင့်ပြုပေးနေကြောင်းသိရှိရပါတယ် ရက်ကွက်နဲ့အုတ်ကြီးရဲ့အိမ်အနောက်ကအိမ်ဆိုရင်သုံးတက်ဆောက်တာအကြီးကြီးပဲစီပင်ကတိန်330တောင်းပြီးပြည်နယ်မတင်နဲ့ဆိုပြီးလှုပ်ရှားနေတာတခြားဟာတွေလည်းအများကြီးပဲလေမီတွေမှာအိမ်တွေဆောက်တာလဲတိန်ရာချီယူပြီးခွင့်ပြုတာပဲတန်ရန်ထွေအုပ်ကအခုဆိုရင်တိုင်းစစ်တနာကျုပ်ကလာရှိုးကိုရွှေ့သွားတော့အရင်ကထက်ပိုဆိုးတယ်လှုပ်ရှားနေကြတာ မြေကရင်လျှောက်ဖို့ဆိုရင်အခုကပြည်နယ်တင်းရတာပြည်နယ်တင်းရတာမို့ဆိုပြီး3900နဲ့3880ကြားတောင်းနေတာနေရာကောင်းတွေဆိုရင်3000ချီတောင်းနေပြည်သူတွေကလည်းပိုင်ဆိုင်မှုခိုင်းမှခြင်းတော့ပေးနေရတာလို့ဒေတာရင်းသတင်းအရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်ထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ PNL တပ်သား9ဦးကိုစစ်တပ်နဲ့၎င်းတို့ရဲ့လက်အောက်ခံ PNL အဖွဲ့ကပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့တပ်တွေများရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်တောင်ပိုင်းမောင်မယ်မြို့နယ်အခြေစိုက် PNL တပ်သား9ဦးကိုအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့လက်အောက်ခံ PNO အဖွဲ့ကပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့တပ်တွေများရရှိထားကြောင်း PNL တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကပြောကြားပါတယ် ယခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာရှမ်းပြည်နယ်တောင်ပိုင်းစီစုံမြို့နယ်ထီးစုံကျေးရွာအနီးတိုက်ပွဲအတွင်းမှာပအုပ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL မှရဲဘော်5ဦးဖမ်းဆီးခံခဲ့ရပြီးဖမ်းဆီးခံရတဲ့ PNL ရဲဘော်5ဦးကိုဇန်နဝါရီလ13ရက်နေ့မှာအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့လက်အောက်ခံ PNL အဖွဲ့ကပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဖြစ်စဉ်ကတော့ကျွန်တော်တို့ဇန်နဝါရီလ14ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်ပေါ့အဲ့ဒီတုန်းကကျွန်တော်တို့ရဲဘော်9ဦးကိုဖမ်းထားတယ်ဖမ်းထားပြီးတော့ပုံတွေထုတ်လာတယ်ပေါ့ကျိုးနဲ့ခြေထားတယ်ကျွန်တော်တို့ရဲဘော်9ယောက်ကနောက်နှစ်ပုံမှာတော့အဲ့ဒီ9ယောက်ကိုပြစ်တက်ထားတဲ့ပုံတွေပေါ့အခုကျွန်တော်တို့ရတဲ့ဗီဒီယိုကအဲ့ဒီဖြစ်စဉ်ပေါ့ဒါပေမဲ့9ယောက်ကိုတပြိုင်တည်းတတ်ထားတော့မဟုတ်ဘူးတယောက်ကိုတော့တခြားနေရာမှာ တတ်တယ်ပြီးတော့4ယောက်ကိုအဲ့ဒီဗီဒီယိုထဲမှာပါတဲ့အတိုင်းပဲပြစ်တက်ခဲ့တာလို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ခံခွန်ရင်းရံကပြောကြားပါတယ် PNL အနေနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင်များဗိုလ်မှူးအဆင့်ထိအရာရှိများဖမ်းဆီးမှုရရှိခဲ့ပေမဲ့ညှဉ်းပန်းနှိပ်စက်ခြင်းတပ်ဖြတ်ခြင်းတို့ကိုလှုံ့ဆော်ခဲ့ခြင်းမရှိကြောင်းစစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းထားကပအုပ်စာပေရင်ကျေးမှုဗဟုကားတော်၎င်းပအုပ်ယဟန်တန်ဃာတော်များအဖွဲ့ကတော်၎င်းမြစ်တာရက်ခံလာပါကလွန်ငင်းချမ်းသာခွင့်ပေးခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ကဖမ်းဆီးထိမ့်သိမ်းခဲ့တဲ့စစ်တုံးပန်းတွေဆိုရင်လဲစေဝါကူတာမှုတွေပေးခဲ့တယ်အသက်ရှင်တန်ခွင့်ပေးခဲ့တယ် ဒါပေမဲ့သူတို့ကတော့စစ်တုံပန်းကိုစစ်တုံပန်းလို့ဆက်ဆံတာမဟုတ်ဘဲနဲ့ဒီလိုမျိုးကျူးလွန်ခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာဆိုရင်နောက်ကနေပြစ်တဲ့သူကစစ်ကောင်စီဝစ်စုံကိုဝစ်ထားတဲ့လူဆိုပေမဲ့စစ်တုံပန်းတို့ရဲ့ထွက်ဆိုချက်အရစစ်ကောင်စီနဲ့ PNL ပြည်သူစစ်ကအတူတူပြစ်တက်ခဲ့တာလို့သတင်းအတိအကျရပါတယ်လို့ PNL တဲ့တဲ့နဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကဆိုပါတယ်။ ယခုရရှိထားတဲ့တပ်တွေဟာစစ်ပွဲအတွင်းမှာဖမ်းဆီးရရှိတဲ့စစ်တုံးပတ်တဦးရဲ့ဖုန်းထဲမှာတွေ့ရှိခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးရရှိသူစစ်တုံးပတ်စစ်သားကလည်းစစ်ကောင်စီတပ်သားများနဲ့ PNO ပြည်သူစစ်များကဝိုင်းဝန်းပစ်တက်ခဲ့တယ်လို့ဝန်ခံထွက်ဆိုထားကြောင်းသိရှိရပါတယ်လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲဟာစစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးအတွက်တိုက်ခိုက်နေခြင်းဖြစ်ပြီးလူမျိုးတစ်မျိုးဒေသတစ်ခုအတွက်တော်လှန်ရေးလုပ်နေတာမဟုတ်ကြောင်းထို့ကြောင့်ပအိုးလူမျိုးအချင်းချင်းတပ်ဖြတ်ခြင်းမဖြစ်စေရန် PNO ပြည်သူ့စစ်စခန်းများကိုတွားရောက်တိုက်ခိုက်ခြင်း ဖန်စီတက်ပြက်ချင်းများလှုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းအသိပေးထားပါတယ်။အခုဖြစ်နေတဲ့တော်လန်ရေးကစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်ဖို့ဆင်နွှဲနေကြတဲ့တော်လန်ရေးဖြစ်ပါတယ်။ဒါကြောင့်မို့စစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးတော်လန်ရေးခရီးစဉ်မှာပါဝင်နေတာဖြစ်ပါတယ်။အခုဒီ PNO ပြည်သူစစ်တွေကိုအရင်သွားတိုက်တာမျိုးမရှိခဲ့ဘူးကျွန်တော်တို့ကတမိုင်းတင်ငန်းစာကိုကောင်းကောင်းယူထားတဲ့အခါကျတော့ပအိုအချင်းချင်းတက်ဖြတ်တာမျိုးမဖြစ်ရအောင်ဆိုပြီး PNO ပြည်သူ့စစ်စခန်းတွေကိုတွားတိုက်တာဖမ်းဆီးတပ်ဖြတ်တာမျိုးလုပ်ခဲ့တာမရှိပါဘူးကိုကိုကိုကာကွယ်ခွင့်အနေနဲ့ပဲနေထိုင်နေတာဖြစ်ပါတယ်လို့ PNO တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကပြောကြပါတယ်စစ်ကောင်စီနဲ့တိုက်ပွဲမဖြစ်ပွားခင်အချိန်ကလည်းရွာကိုအလဲပြန်လာတဲ့ PNL တပ်ဖွဲ့ဝင်9ဦးကိုပြည်သူ့စစ် PNO များကဖမ်းဆီးတပ်ဖြတ်မှုများရှိခဲ့ကြောင်းအဲ့ဒီလိုဖမ်းဆီးတပ်ဖြတ်မှုများကိုအခွင့်ကောင်းယူကပအုပ်လူမျိုးအချင်းချင်းတပ်ဖြတ်မှုမဖြစ်စေရန်ထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ် PNO ပြည်သူစစ်တွေအနေနဲ့ကဒီစစ်ကောင်စီနဲ့တိုက်ပွဲမဖြစ်ပွားခင်အချိန်ကလည်းရက်ရွာအလဲပြန်တဲ့ရဲဘော်၅ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ဒါ့ပေမဲ့အဲ့ဒီဖြစ်စဉ်တွေကိုအကြောင်းပြပြီးတော့မှကိုလူမျိုးအချင်းချင်းသွေးချောင်းမစည်းဖို့ထိန်းသိမ်းခဲ့တယ်။လက်စားချေခြင်းနဲ့ပုံစံမျိုးလက်တော့မပြောင်းခဲ့ပါဘူး။ကျွန်တော်တို့စစ်အာဏာရှင်တိုက်ဖြတ်ရေးကိုဥတီပြီးတော့စနစ်ပြောင်းတော်လှန်ရေးကိုဆင်နွှဲနေတာပါ။သို့တော့ PNO ပြည်သူစစ်ကတော့ ူတို့တချို့ခေါင်းဆောင်ပအိုအချင်းချင်းမတက်ဖြတ်ခြင်းနဲ့ခေါင်းဆောင်တွေစစ်ကောင်စီလက်အောက်မှာမနေခြင်းနဲ့ခေါင်းဆောင်တွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ PNO ပြည်သူစစ်ကိုချုပ်ကင်နေတာကပအိုလူမျိုးမဟုတ်တဲ့ခရိုနီနေဝင်းထွန်းကချုပ်ကင်ထားတဲ့အခါကျတော့စစ်ကောင်စီနဲ့ခရိုနီနေဝင်းထွန်းခိုင်းသမျှကိုလုံနေရတယ်လို့ပဲပြောလို့ရပါတယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ခံခွန်ရေးရန်ကပြောဆိုပါတယ်နောက်ထပ်သိရှိရတဲ့သတင်းကတော့ PDF uniform with ပုံမှန်ရိုက်လာတဲ့အကြမ်းဖက်စစ်ကြောင်းနဲ့တော်လန်ရေးတပ်များမင်းကောမှတိုက်ပွဲဖြင့်စစ်ကောင်စီတပ်များကင်းရွာကိုဝင်ရောက်မိရှုဖျက်ဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမင်းကွန်ဒေတာမှ PDF uniform with ပြီးစစ်ကြောင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းရတနာဘုံတအူ LPDF စစ်ရေးတာဝန်ခံကပြောဆိုပါတယ်။ မေလ28ရက်နေ့မနက်အစောပိုင်းကမင်းကွန်ရဲစခန်းကနေထွက်ခွာလာတဲ့အင်အားတရာခန့်ပါအကြံဖတ်စစ်ကြောင်းဟာမင်းကွန်မြောက်ဘက်ကင်းရွာကိုဝင်ရောက်ချိန်မှာတော်လန်ရစ်တပ်တွေနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။ PDF တရင် uniform တွေဝစ်စင်က PDF အလံယူဆောင်လာတဲ့စစ်ကောင်စီတပ်ကိုတော်လန်ရစ်တပ်တွေကခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရတနာပုံတပ် UL PDF ကထုတ်ပြန်ပါတယ်။အဲ့ဒီနေ့ကဖြစ်စင်မှာစကားဆဘက်ကကျွန်တော်တို့ Federal အလံရင် PDF uniform ဝတ်ပြီးစစ်ကြောင်းထိုးလာတာကထူးခြားဖြစ်စင်ပေါ့ ကျွန်တော်တို့အင်အားစုတွေကတော့နေမီမပေးရရေးကိုဥတီပြီးခန့်စစ်အနေအထားနဲ့ခုခံခဲ့တာပါလို့ရတနာဘုံတအူ LPDF စီတာဝန်ခံကပြောပါတယ်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု9နာရီကြာမြင့်ခဲ့တဲ့အဲ့ဒီတိုက်ပွဲအတွင်းတော်လန်ရေးတပ်တွေပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားချိန်မှာစစ်ကောင်စီကကင်းရွာကိုဝင်ရောက်မိရှုခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲပြီးမှမီးဝင်ရှို့တာပါ။စက္ကစဘက်ကအဆဆအယားယာတာလွန်နဲ့ထိုးလာတော့ကျွန်တော်တို့အနေနဲ့စုဖွဲ့ပြန်လုပ်ရတဲ့အနေအထားကိုရောက်သွားတယ်။ ကျွန်တော်တို့မစုပ်ပေးလို့မရတော့တဲ့အနေအထားပေါ့စုဖွဲ့မှုပြန်လုပ်ပြီးနေမြေမပေးရရေးကိုဦးစားပေးလုပ်ဖို့ပြန်လဲထိုးစစ်ဆင်ဖို့လုပ်နေတဲ့အချိန်မှာသူတို့ကရွာကိုမဲပြီးမိရှုသွားခဲ့တာလို့ရတနာပုံတပ်ဦး LPDF စစ်ရေးတာဝန်ခံကပြောပါတယ်စစ်ကောင်စီတပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်ကင်းကြီးရွာကနေအိမ်အလုံး၂၀နီးပါးမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်အဆိုပါအကြံဖတ်စစ်ကြောင်းကိုရတနာပုံတပ်ဦး LPDF နဲ့အတူဇုံ9မင်းကွန်းတိုက်နယ်ပတ်ကဖား People's Servant Force PSF ချမ်းမြတာစီမြို့နယ်ပကဖာ Unicorn ပျောက်ကြား Acid LPDF နဲ့နေမြေကမဟာမိတ်တပ်ဖွဲ့တွေခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီးစကိုင်းခရိုင်တပ်ရင်းတင်စကိုင်းခရိုင်တပ်ရင်းနှင့်ဇုံလေးပူပေါင်းအဖွဲ့တွေနဲ့လည်းနေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့တယ်လို့ရတနာဘုံတပ် ULPDF ကထုတ်ပြန်ထားပါတယ်နောက်ထပ်သိရှိရတဲ့သတင်းကတော့တက်မတရားတက်မအင်အား400ခန့်ပါစစ်ကြောင်းထွက်လာတဲ့အတွက်ပကုတ်ကူမြိုင်နဲ့ပေါ့မြုံနယ်တို့မှပြည်သူများစစ်ရေးတတိဖြစ်နေထိုင်ကြရန်တတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ်မကွေးတိုင်းပခိုးကူမြို့အခြေဆိုင်ချင်းမြန်တက်မှဌာနချုပ်တရားတက်မှစစ်ကောင်စီတက်အင်အား400ခန့်ပါရင်းနှံထွက်လာတဲ့အတွက်ပခိုးကူမြိုင်နဲ့ပေါ့မြို့နယ်တို့မှပြည်သူများအနေနဲ့စည်ရည်တတိနဲ့နေထိုင်ကြပါရန်အညာမြေတပ်ပေါင်းစုကယနေ့ဇွန်လတရက်နေ့မှထုတ်ပြန်လိုက်ပါတယ်စီစစ်ပရိရဲ့အရာခံမှန်းရခက်၍စစ်ကြောင်းလန်းဖြစ်နိုင်တဲ့ပခုတ်ကူနောက်ချမ်းမြိုင်အရှိတောင်ချမ်းနဲ့ပေါ့အရှိချမ်းမှာပြည်သူများစီရေးနဲ့လေကြောင်းရံတတိဖြင့်နေထိုင်ကြရန်တတိပေးဖို့ပြထားပါတယ်။ ယခုစစ်ကြောင်းရင်တန်းမတိုင်မီမေလ28ရက်နေ့ကတက်မတရားတက်မအင်အားတရားကြောပါစစ်ကြောင်းဟာညောင်ကျစ်ပင်ပြူစောတိကြီးရွာမှလက်ရှိပေါ့မြွတ်နယ်အရှိချမ်းမှာရှိတဲ့ရေပြားရွှေလန်ကြီးရွာကိုရောက်ရှိနေကြောင်းဆိုပါတယ်။အခုဒုတိယစစ်ကြောင်းကလည်းပထမစစ်ကြောင်းကတွားရလန်တိုင်းပဲတွားမလားလမ်းကြောင်းတစ်ခုကနေတွားမလားစောင့်ကြည့်ပြင်ဆင်နေတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူကိုပူပူတန့်စင်ကစစ်ကောင်စီစစ်ကြောင်းအခြေအနေနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။ ဒါပြင်အင်အားများတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ဒေသခံပြည်သူများမှလည်းစစ်ရှောင်ရံပြင်ဆင်နေကြကြောင်းသိရှိရပါတယ်။ပေါက်နဲ့ရေပြာရွှေလန်းကိုရောက်ရှိနေတဲ့ပထမစစ်ကြောင်းနဲ့ပေါင်းပြီးပေါက်ကပ္ပစ24ကိုရိတ်ခါနဲ့စည်ရည်အတုံးဆောင်တွေပို့မယ်လို့ခံမှန်းတယ်လို့ကိုပပူတန့်စင်ကပြောပါတယ်။မေလ28ရက်နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းဟာဒေသခံပြည်သူ၉ဦးကိုဖမ်းဆီးထားပြီးကံမတပ်ပေါင်းစု KMTF စကန်တခုကိုမိရှုဖျက်ဆီးခဲ့ကြောင်းလဲဒေသခံလူမှုအဖွဲ့အစည်းအချို့ကအသိပေးထားပါတယ်။ မေလ၂ရက်နေ့မှ9ရက်နေ့အထိပခုတ်ကူတပ်မှတရားတက်မှစစ်ကောင်စီတပ်သားများဟာမြိုင်မြို့နယ်အရှိတောင်ပိုင်းမှာရှိတဲ့ကြေးရွာများကိုစစ်ကြောင်းထိုးပြီးမိရှုဖျက်ဆီးခဲ့ပါတယ်။အဆိုပါစစ်ကြောင်းကိုဒေသကာကွယ်ရေးတပ်များကတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားရုပ်အလောင်း၈လောင်းတွေ့ရှိခဲ့ရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ about the